ဂျိုင်းရိုကော့ပတာအုံပြုတိုက်ခိုက်မှုအန်ဒီယန်နဲ့ကာကွယ်နိုင်မဲ့နီလန်တွေစေယနာတင်ဖို့ဆန့်ကျင်တော်လန်တဲ့ပြည်သူတွေကိုစီယုစုကလေကြောင်းလက်နက်မျိုးစုံအုံပြုကတိုက်ခိုက်တပ်ဖြတ်နေပါတယ်အထူးသဖြင့်ခုခံတော်လှန်မှုအကောင့်တဲ့မြန်မာပြည်အလဲပိုင်းအညာဒေသကို အာဏာသိမ်းစီယုစုကတိုက်လေရဲရင်တွေတမကတန်ဖိုးနဲ့ဈေးသက်တာရဲပါရာမိုတာဆက်တလီရီဂျန်ရိုကော့ပတာရဲရင်တွေအုံပြုပြီးတော့ပါနေ့စဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေတာပါ ပါရာမိုတာနဲ့ဂျိုင်ရိုကော့ပတာဆိုတာကနိုင်ငံတကာမှာစူးစမ်းလေ့လာရေးနဲ့အပျော်အစီးအဖြစ်အသုံးပြုကြတဲ့လေကြောင်းကိရိယာတွေဖြစ်ပါတယ်။မြန်မာပြည်မှာတော့2025ခုနှစ်နစ္စန်ပိုင်းကစလို့စီယုစုကဂျိုင်ရိုကော့ပတာရဲ့အသုံးပြုကလေကြောင်းတိုက်ခိုက်မှုတွေရှင်းမြင့်လှုပ်ဆောင်နေပါတယ်။စီယုစုကဂျိုင်ရိုကော့ပတာအသုံးပြုပြီးလေကြောင်းတိုက်ခိုက်တာကြောင့်လူအများအပြားအသက်သေဆုံးကြရတယ်လို့စာတင်ကြောင်းဘုံကြီးကြောင်းစီယုံစီကံအစရှိတဲ့လူအများအပြားအသုံးပြုမိခိုးနေတဲ့အဆောင်တွေလည်းပျက်စီးဆုံးရှုံးနေပါတယ်။ ဂျိုင်းရိုကော်ပတာအသုံးပြုတိုက်ခိုက်မှုအန်ဒီယန်နဲ့တိုက်ခတ်ခံရခြင်းအသက်ဆုံးရှုံးမှုမရှိစေရေးကာဝယ်နိုင်မဲ့နီလန်းတွေကိုအမတ်ပီကစူးစီးဖော်ပြထားပါတယ်။ဂျိုင်းရိုကော်ပတာဆိုတာရဲရင်နဲ့ဆင်တူတဲ့လေယာဉ်ငယ်အမျိုးအစားဖြစ်ပါတယ်။အပေါ်ဘက်အလဲတက်တက်မှာရဲရင်တွေလိုပြန်တက်စေတဲ့ဒလက်ပံကတစ်ခုနဲ့နောက်ဘက်အမီးပိုင်းမှာတော့လေယာဉ်တွေလိုရှေ့ဘက်ကိုရွေလျားစေတဲ့ဒလက်ပံကတစ်ခုပါရှိပါတယ်။ဂျိုင်းရိုကော်ပတာဟာဆက်တက်လေဒီတဲ့ပုံမှုအသုံးပြုရလက်ကူတာပိုပြီးဘေးကင်းတာ မြန်မြန်ဆန်ဆန်ပြန်တန်းနိုင်တာတိုက်ခိုက်ရေးလက်နက်ပစ္စည်းအများအပြားတည်ဆောင်နိုင်တာစတဲ့အာသာချက်တွေရှိပါတယ်။ဂျိုင်ရိုကော်ပတာဆက်တက်လေးတွေထက်အတန်ပိုပြီးစူညံပါတယ်။မျိုးစားလိုက်ပြန်တန်းနိုင်တဲ့အကွာအဝေးနဲ့အမြန်နှုန်းကွာချက်ချက်တွေရှိပါတယ်။အနည်းဆုံးတနအီကိုပြတ်မြတ်မိုင်60ကနေအမြင့်ဆုံးမိုင်150ဝန်းကျင်ခန့်အမြန်နှုန်းအထိရောက်ရှိနိုင်ပြီးစီတိုင်းကအရွယ်စားပုံမူတည်ပြီးတချို့အမျိုးအစားတွေမှာအကွာအဝေးမိုင်600ဝန်းကျင်အထိရောက်ရှိနိုင်ပါတယ်။ အမျိုးအစားအလိုက်လူတဦးကနေအများဆုံး၃ဦးထိလိုက်ပါဆင်းနေနိုင်ကြပါတယ်။ဂျန်ရိုကော်ပတာဟာ၁၇တွေးတွေထက်၄ချိန်အများအပြားပုံမှုတင်ဆောင်နိုင်တာကြောင့်၁၂၀မမမိုတာဘုံးလေးတွေအပြင်တခြားတိုက်ခိုက်ရေးလက်နက်ဘုံးနဲ့ဝင်ရင်ကနေမြေပြင်ပစ်လက်နက်ငယ်တွေကိုပါတပ်ဆင်အသုံးပြုနိုင်ပါတယ်။ဂျန်ရိုကော်ပတာဟာတိုက်လေရင်ရဲရင်တွေထက်ကုန်ကျစရိတ်တက်တာပြုပြင်ထိန်းသိမ်းဖို့လွယ်ကူတာပြန်တက်ဖို့ပြေးလည်သူတာလိုအပ်တာတိုက်ခိုက်ရေးလေရင်တွေမှာတပ်ဆင်အသုံးပြုတဲ့လက်နက်ငယ်တွေကိုတပ်ဆင်အသုံးပြုနိုင်တာစတဲ့အာသာချက်တွေရှိပါတယ်။ ဂျန်ရိုကော်ပတာပြန်တန်းလာတဲ့ဆက်အင်ဂျင်တန်ဒလက်ပန်ကာတန်စတဲ့အတန်တွေကြားရပါကပတ်ဝန်းကျင်ကိုအထူးဂရုပြုပါဂျန်ရိုကော်ပတာကိုမြန်မာကဒါမှမဟုတ်ဆက်အင်ဂျင်တန်နဲ့ဒလက်ပန်ကာတန်တွေကြားပါကဒါမှမဟုတ်အန်ဒီယသတိပေးချက်ရလျင်ချက်ချင်းအခိုင်အမာတည်ဆောက်ထားတဲ့ဘုံကိုကျင်တဲ့ပုံကိုပါကြည်ရတဲ့လူထုထက်တဲ့စာတင်ကြောင်းဘုံကြီးကြောင်းဆေးယုံကဲ့သို့စာအုပ်နဲ့စီရေးအခြေဆိုင်စခန်းတွေကိုဥတည်တိုက်ခိုက်နေတာကြောင့်အဲ့ဒီလိုနေရာတွေကိုသတိပြုရှုံရှားပါ အုပ်စုလိုက်တနေရာတဲ့စုဝေးပုံခုတာမျိုးမလုပ်ပါနဲ့တက်နိုင်ဆုံးလူစုခွဲပြီးပုံခုပါ